စေပေးမီယူချစ်သူနှုတ်တယောက်နဲ့တယောက်ချစ်ကြတဲ့အခါတယောက်ကိုတယောက်လက်တွဲညီညီဖေးမသွားနိုင်ဖို့လိုပါတယ်အချိန်အတိုင်းတာတစ်ခုအထိလက်တွဲလျှောက်ရမယ်ခီးတစ်ခုမှပျော်ရွှင်မှုတွေရှိသလိုစိတ်မသက်မသာဖြစ်ရတာတွေစိတ်တက်ကြတာတွေအခက်အခဲတွေလည်းကြုံတွေ့ရမှာပါပဲဒါကြောင့်ချစ်သူနှုတ်တယောက်နဲ့တယောက်စိတ်ခွန်အားပေးပြီး တယောက်အတွက်တယောက်ကအားစေးအဖြစ်နဲ့ကုစားသွားနိုင်ဖို့အရေးကြီးပါတယ်။တယောက်ကိုတယောက်ကုစားပေးပြီးအားအင်ဖြစ်ပေးနိုင်ဖို့အတွက်ဒါတွေကအရေးကြီးပါတယ်။နားထောင်ပေးခြင်းကိုချစ်သူရဲ့စိတ်ခံစားချက်တွေကိုနားထောင်ပေးပါ။သူပြောချင်တာကိုစိတ်ရှိရှိနဲ့နားထောင်ပေးပါ။သူခံစားနေရတဲ့စိုးရိမ်မှုတွေပူပန်မှုတွေကိုနားလည်ပေးပါ။တခါတလေမှဘာစကားမှမပြောဘဲ ဘေးမှာငြိမ်ငြိမ်လေးရှိနေပေးတာကလည်းကြီးမားတဲ့ခွန်အားတစ်ခုဖြစ်စေနိုင်ပါတယ်။ဝေဖန်မှုမရှိဘဲလက်ခံပေးခြင်းလူတိုင်းမှာစိတ်ခံစားချက်တွေရှိတယ်ဆိုတာနားလည်ထားဖို့လိုပါတယ်။ကောင်းတာလည်းရှိသလိုဆိုးတာလည်းရှိပါတယ်။တယောက်နဲ့တယောက်စိတ်ခံစားချက်တွေကိုနားလည်ပေးပါအပြစ်တင်စကားတွေမပြောဘဲလက်ခံပေးပါ။အပြစ်စကားပြောဆိုခြင်း တယောက်နဲ့တယောက်အပြန်အလှန်အပြေးစကားပြောပါမင်းလုံနိုင်နေဘာတွေဘလို့ပဲဖြစ်ဖြစ်ငါမင်းဘက်မှာရှိနေမယ်မင်းကိုငါယုံကြည်တယ်ဒီလိုစကားလုံးတွေကတစ်ဖက်သူကိုမိမိကိုမိမိယုံကြည်မှုရှိစေတဲ့အပြင်ကိုက သူ့ဘက်မှာရှိနေပါလားဆိုတဲ့စိတ်လုံးဂျုံမှုရရှိစေပါတယ်စိတ်ချမ်းသာရေးအတွက်ကုညီပေးပါ ကိုချစ်သူရဲ့စိတ်ချမ်းသာရေးအတွက်လိုအပ်တဲ့အကူအညီတွေပေးပါ လိုအပ်ရင်စိတ်ကျမ်းမာရေးပညာရှင်နေနဲ့ဆွေးနွေးကြည့်ဖို့အကြံပေးပါဖိအားတော့မပေးပါနဲ့စိတ်ကိုတက်တာစီမဲ့စိတ်ဖြည့်လျှော်နည်းတွေလေ့လာဖို့အားပေးပါကျမ်းမာရေးနဲ့ညီညွတ်တဲ့ lifestyle တစ်ခုကိုဖန်တီးနိုင်ဖို့အကူအညီပေးပါကိုယ်ပိုင်လွတ်လပ်မှုလေးစားပေးပါချစ်သူတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတဲ့ဆိုတိုင်းတစ်ယောက်ရဲ့အရာရာတိုင်းကိုတစ်ယောက်ကပိုင်ဆိုင်နေတာမဟုတ်ပါဘူးကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလေးစားပေးပါ သူ့ရဲ့ကိုယ်ပိုင်အချိန်ကိုယ်ပိုင်ဝါသနာတွေအတွက်အချိန်ပေးပါတယောက်ကိုတယောက်ပံ့ပိုးပါတယောက်နဲ့တယောက်ကိုယ်ပိုင်ပန်းတိုင်တွေကိုလုတ်ကင်နိုင်အောင်ကူညီပေးပါတယောက်ကိုတယောက်ရဲ့အရေးချင်းတွေအပေါ်မှာယုံကြည်မှုထားပါတစ်ဖက်သူရဲ့တကူရေးကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုတွေကိုအားပေးပါ သူစိတ်ဝင်စားတဲ့အရာလေးတွေကိုစိတ်အားထက်သန်စွာလုပ်နိုင်ဖို့စိတ်ခွန်အားပေးပါ စိတ်ချမ်းမာရေးအတွက်ပူရဲလှုပ်ဆောင်ပါစိတ်ဖြည့်လျှော်နည်းတွေကိုနှစ်ယောက်အတူတူပူရဲလှုပ်ဆောင်ပါတဘာဝတရားကြီးနဲ့ထိတွေ့တာလမ်းအတူလျှောက်တာ ကပ်ပယ်ယောဂလှုပ်တာ စာအုပ်အတူတူဖတ်တာ ရုပ်ရှင်အတူတူကြည့်တာတခြင်းအတူတူနားထောင်တာစသဖြင့်စိတ်ကိုပေါ်ပါတက်တာစေမယ့် activity လေးတွေအတူတူလုပ်ပါ healthy lifestyle တစ်ခုကို အတူဖန်တီးပါစမ်းမရည်နဲ့ညီညွတ်တဲ့အစားအသောက်ကိုစားပါ လုံလုံလောက်လောက်အိတ်ဆက်အနားယူပါလေ့ကျင့်ခန်းလုပ်ပါအရက်ဆေးလိပ်မူးယစ်ဆေးဝါးတွေကိုရှောင်ပါဆွေးနွေးအဖြေရှာပါပြဿနာတွေရှိလာတဲ့အခါမှာပွန့်ပွန့်လင်းလင်းပြောဆိုဆွေးနွေးပါတယောက်ကိုတယောက်စိတ်ထိခိုက်စေမဲ့စကားလုံးတွေကိုရှောင်ကြဉ်ပါတယောက်နဲ့တယောက်လေးစားမှုရှိရှိဆွေးနွေးပါချစ်သူနှူးတယောက်နဲ့တယောက်စိတ်ခွန်အားတွေပေးပြီးကုစားပေးရင် ရှေ့ဆက်ဖို့ဆိုတာက လွဲကူတဲ့လမ်းမဟုတ်ပါဘူး စိန်ခေါ်မှုတွေအခက်အခဲတွေကြုံတွေ့ရမှာအသေးချာပါပဲ။ဒါပေမဲ့တယောက်နဲ့တယောက်ချက်ချင်းမြတ်တာကိုအခြေခံပြီးနားလည်မှု၊ယုံကြည်မှု၊လေးစားမှုရှိရင်ဒီခီးကိုအတူတကွဖျက်ကျော်နိုင်ပါလေ။စေပေမီယူဆိုတဲ့စကားလိုပါပဲ။အချစ်ဆိုတာတယောက်ကိုတယောက်မျှဝေခံစားခြင်းမှာအေးအတူပူအမျှကောင်းကောင်းဆူဆူမျှဝေရင်နားလည်ဖေးမှရင် အချိန်တွေအကြာကြီးချက်သွားဖို့ပါပဲကိုစီကိုစီခယူဆိုင်ပါ relationship တစ်ခုကိုရေရှည်ထိန်းသိမ်းနိုင်ဖို့ပျော်ရွှင်မှုရဖို့ဆိုတာကကိုစီကိုစီကိုကိုကိုခယူဆိုင်ဖို့အရေးကြီးတယ်ကိုကချစ်တာပဲလေဆိုပြီးချစ်သူအတွက်တယောက်ထဲရပဲပေးဆက်တယောက်ထဲရပဲဖြည့်စည်းတယောက်ထဲရပဲနားလဲပေးနေရမယ်ဆိုရင် ကိုကိုကိုညှင်းဆဲသလိုဖြစ်ပြီး စိတ်ဖိစီးမှုတွေများလာပြီးစိတ်ချမ်းမရို့ထိခိုက်စေနိုင်ပါတယ်။တစ်ဖက်သူကိုပဲဂီယူဆိုင်နေရင်ကကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့တံပိုးတွေလည်းကျလာပြီးကိုကိုကိုတံပိုးမရှိသလိုခံစားလာရတတ်ပါတယ်။နောက်ဆုံးမှာဒီဆက်ဆက်ရည်နဲ့ပတ်သက်ပြီးပင်ပန်းနွမ်းနယ်လာပြီးခြေကုန်းလက်ပန်းကျလာတတ်ပါတယ်။ဒါကြောင့် relationship တိုင်းမှာနှစ်ယောက်စလုံးက ကိုကိုကိုချစ်တတ်ဖို့အရေးကြီးပါတယ်။ ကိုကိုကိုတံပိုးထထပ်ဖို့လိုပါတယ်။ကို့အတွက်အချိန်ပေးပါ။ကို့စိတ်ကိုအနားယူခွင့်ပေးပါ။ကို့အတွက်ကိုဂုဏ်ယူရမယ့်အရာတွေကိုလုပ်ပါ။ကို့ရဲ့အရေးချင်းတွေကိုတိုးတက်အောင်ကြိုးစားတာမျိုးတွေပေါ့။ self care တည်ချာလုပ်ပါ။လေ့ကျင့်ခန်းလုပ်ပါ။ကို့ကြိုက်နှစ်သက်တဲ့အစားအစာကိုစားပါ။စမ်းမရေးနဲ့လည်းညီညွတ်အောင်နေဖို့လိုပါတယ်။နောက်ပြီးတဘာဝတရားနဲ့ထိတွေ့တာ ဥပမာ ညခင်စိမ့်စိမ့်လေးပေါ်လမ်းလျှောက်တာ ဖုန်းနေဆိုရှယ်မီဒီယာတွေကိုမတုံးမဲစအုပ်ဖတ်တာစိတ်အေးချမ်းမှုရရှိတဲ့ဂီတတန်စင်လေးတွေကိုနားထောင်တာပကြည်ဆွဲတာဒါမှမဟုတ်ကိုနှစ်သက်တဲ့အခြားသောဝါသနာပါရလေးတွေကိုပြုလုပ်ပါဂီတတီးတာပန်းထိုးတာမျိုးတွေကလည်းစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်ကျမကတော့စိတ်ဖိစီးမှုများလာတိုင်းကျမသဘောကျတဲ့အနက်ပါတဲ့ဖျောင်းတိုင်လေးထွန် စခရက်လေးတေချာတိုက်ပြီးရေစိမ်ချိုးရတာမျိုးသဘောကျပါတယ်။နောက်ပြီးယောဂကျင့်ဖြစ်တယ်။တရားထိုင်ဖြစ်ပါတယ်။ဒါအပြင်ကျမရဲ့တငယ်ချင်းတွေနဲ့အပြင်ထွက်ရတာစကားပြောရတာမျိုးတွေကိုလည်းလုပ်လေးရှိပါတယ်။ဒါတွေကကျမကိုကျမဂီယူဆိုင်တဲ့အနေနဲ့လုပ်လေးရှိတဲ့ self care practice လေးတွေဖြစ်ပါတယ်။ချစ်သူနှစ်ယောက်ဟာတယောက်နဲ့တယောက်ကိုကိုကိုဂီယူဆိုင်ဖို့လဲအားပေးသင့်ပါတယ်။ကိုကိုကိုဂီယူဆိုင်နိုင်ဖို့ တယောက်ကိုတယောက်အချိန်ကိုပေးပါဥပမာမနေ့ဖြန်နေ့လေကိုကော်ဖီဆိုင်မှာစားသွားဖက်မလို့အေးဆေးနေနော်လို့ပြောပြအသိပေးတာမျိုးအချစ်ရေမင်းဘလို့လို့ရင်စိတ်ပြေလက်ပြောက်ဖြစ်မလဲလို့မေးပြီးကူညီပေးတာမျိုး ကိုကိုကိုဂီယူဆိုင်တဲ့အတွက်တယောက်ကိုတယောက်အသိမှတ်ပြုပေးတာမျိုးဥပမာမင်းဒီနေ့ချင်းတေချာဆော့ဖြစ်လို့ဝမ်းတာလေမင်းအခုလို့ကိုကိုကိုဂီယူဆိုင်နေတာကိုသဘောကျတယ်လို့ပြောပေးတာမျိုးတွေက တယောက်နဲ့တယောက်ဆက်ကဲပို့လုံးနိုင်ဖို့အတွက်တွန်းအားတစ်ခုဖြစ်စီပါတယ်။ကိုကိုကိုဂယူစိုက်တာဟာချစ်သူနှစ်ယောက်ရဲ့ဆက်ဆံရေးရရှိခိုင်မြဲစေဖို့ပျော်ရွှင်စေဖို့အတွက်အရေးကြီးပါတယ်။ကိုကိုကိုဂယူစိုက်နိုင်မှသာကိုယ့်ရဲ့ချစ်သူလည်းပို့ပြီးဂယူစိုက်နိုင်မှာပါ။ဒါမှသာဒီဆက်ဆံရေးကဝင်တုံးဝင်ဖို့ကင်းကင်းနဲ့ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။